International Break မတိုင်ခင်မှာနှစ်ပွဲကစားခုနှစ်ကိုနှစ်ပွဲနိုင်နှစ်ပွဲလုံးကလည်းပြည့်ပြည့်စုံစုံအခု mid transfer မှာရောက်လာတဲ့ Toku နဲ့ Heaven ကလည်း Amorin system မှာတော်ကိုစင်ပြေချက်ချင်းကို play လို့ရတယ်ပြီးတော့နောက်ထပ်3ရောက်တော့ ਨੇ Under 21 Under 18ကနေပြတ်လာမယ်လူငယ်ခြေတက်လေးတွေ1ရောက်2ရောက်တော့ ਨੇ ဆိုရဲ့နောက်နှစ်မှာဒေချာနံပါတ်3ကြီးနဲ့ Championship Location ကထိပ်ဖို့ဖြစ်တယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာ ဘယ်နေရာမှာဘယ်လို profile မျိုးလိုအပ်မယ်ပြီးတော့ဘယ်လို This English night in Europe is Manchester United's night. Best in the Premier League. they best in the Champions League. ပထမဆုံးအနေနဲ့မန်ယူမှာ right wing back တယောက်လိုနေတယ်။ full back ကနေ wing back ကိုပြောင်းဆော့နေတဲ့နေရာမှာတလောမက်ဆာရောဝီကဒုက္ခရောက်နေရတယ်ခင်ဗျားတို့မြင်တယ်။ Emory sister အောက်မှာ right wing back ဆော့ကိုဘယ်ဘက်ကဒိုကူလိုလိုမျိုး pace stamina physicality အဲ့ဒါတွေပြီးလို့ရှိရင် 1v1 အကုန်လုံးရှိတယ်။18မိနစ်က bandito mantetto လက်ရှိ under 80ယောက်မှာဆော့နေတယ်။ Emory အရင်ကြိုက်တဲ့ right wing က Beche sporting ကနေ Chelsea ကိုပြောင်းသွားတဲ့ခန္ဓာရုပ်လိုလိုမျိုး ပြီးလို့ရှိရင်အခဲကိုကင်ဆိုင်လုပ်တယ်ပြီးလို့ရှိရင်ကိုသွင်းတယ်ရှိုးတီးရဲ့လူတော်တော်များများကစာကာတော့နဲ့နိုင်နေကြအင်္ဂလန် under 17ပြီးလို့ရှိလို့ရှိရင် under lawrence and under 21အောက်မှာ sort under 2ပါ base bechi bulgari strong stamina 1v1 defensive worry attacking set အဲ့ဒါတွေအကုန်လုံး amoring system နဲ့ quality အခုတန်ရာကပြန်လာပြီးနောက်ပိုင်းကစားထားတဲ့စက်ပြွဲမှာ ခုနကိုတင်လာတယ်ကိုဗန်ဒီမှုတစ်ခုလုပ်ပြလို့ထားတယ် right wing back position အတွက်ကဒီစတက်ကတော်တော်ကောင်းနေပြီအမိုရင်ရောက်လာအရင်ကဘယ်ဘက်ကနေကန်အောင်ညာဘက်ကိုပြောင်းလိုက်အဲ့ဒီနောက်ပိုင်းမှာဒီကကိုကကိုရီတွင်လာတယ်တော်ရီကိုတိုးတက်လာတယ်မက်ဆီဒီနဲ့ပွဲမှာအနိုင်ကိုတွင်တယ်ပြီးတော့ဆန်ဒါလန်နဲ့ပွဲမှာနှစ်ကိုးထပ်တွင်တယ် နောက်ဆုံး injury ကပြန်ပြီးပထမဆုံးစဆော့တဲ့ Arsenal နဲ့ FA Cup ပိုင်းနဲ့ပွဲမှာပွဲပြီးကန်ဒီမှာအနိုင်ကိုပန်ဒီပေးခဲ့ကျွန်တော်အမြင်ကတော့အပြင်ကနေခေါ်မဲ့အစားနောက်နေ့အစားမှာ Delotto နဲ့လူစားလဲပြီးစဆန်းကစားကြည့်ရင်းနဲ့ Man U Future Project မှာထည့်တင်တယ်လို့မြင်တယ်နောက်တနေ့ကအဓိကလိုအပ်နေရာကို Mifei နေရာ CM လို့ပဲပြောပြော CDM ပဲခေါ်ခေါ် အဲ့နေရာလိုအပ်နေရာကိုပြကြပဲအဲ့နေရာကတော့အလဲတန်းကနေဘောပရိုဖက်ရှင်နယ်ရေတင်ကကောင်းတယ်ပရစင်မှာလည်းပြောစရာမလိုအောင်တခြားတင်းရဲ့ဘောက်စနာမှာဘောဝင်းနေရေတင်ကောင်းတဲ့ PSG ကလေကန်အင်းနဲ့ဆိုရင်တင်းတော်လို့မယ်အခုလက်ရှိ PSG ကယူရို40မီလီယံလောက်နဲ့ဆိုရင်တော့လက်လွတ်မယ်လို့ကြေညာထားတယ်ဒီကွင်အင်းရဲ့အနီးက turning skill နဲ့ line breaking passing တွေကအခုအမိုရင်မန်ယူမှာ play နေတဲ့ system မှာဆိုရင် ော့ကိုဆင်ပြေးနိုင်တယ်။တစ်ဖက်မှာက Bruno ရဲ့ line breaking pass ဒီဖက်မှာကကျတော့ ball carrier ကောင်းကောင်းတက်ရောက်နေဆိုရင် Man U ရဲ့ attacking track ကတိတိတတ်တာဟိုထွက်လာနိုင်။အဲ့ဒီအတွက် Lee Kane ကတော့ဒီနေရာမှာတင်းတော်ဆုံးပါ။နောက်ဆုံးတစ်ယောက်ကတော့ Felix Baiter အခုလက်ရှိ Dortmund မှာပလေးနေတယ် 6'3 အသက်24 box to box ကိုနေလို့ သူ့ရဲ့အဓိကအာသာချက်က physicality ကောင်းတယ် ball control တွေ carry တွေကောင်းတယ် area jewel winning တို့ tackling တို့ပြောစီရမလို့ဒါပေမဲ့မကောင်းတဲ့ asset က injury pro တော့မုံကိုပြောင်းပြီးနှစ်နှစ်သွင်းမှာ play ရတာတဲ့အချိန်နားရတဲ့အချိန်ကပုံများတယ်ဒါပေမဲ့ man u သာသူ့ injury ကိုထိန်းပေးနိုင်မယ်ဆိုရင်တကယ်ကိုအဆင်ပြေမဲ့ transfer လို့ပြောလို့ရမှာဒီ guy နဲ့ profile လုံးဝမတူပဲ play မယ် defensive pole လိုမဲ့ပွဲတွေမှာသူ့ကိုသုံးမယ်ဆိုလို့ရှိရင် တော်တော်စီပြီမယ်ပြီးရင်သူကတက်ကင်းလည်းကောင်းတယ်မာချာဆော့ရစ်စတိုင်ကဂျူဘန်လင်ငန်တို့လိုမျိုးဒေါ်မွန်ကလည်းဂျူရီယန်ဝန်ပြောင်းပြီးတဲ့အချိန်မှာသူ့နေရာမှာစားထုတ်ဖို့လို့အခုလက်ရှိမန်ယူကလည်းမာချာကိုယူရို20လောက်နဲ့ transfer ဖို့တော်တော်နှီးဆက်နေပြီလို့လည်းကြားရတယ်တကယ်ဖြစ်လာမယ်ဆိုရင်တော့အမိုရီရဲ့မန်ယူကိုချင်းက glory land တွေပေါ်ပြန်တည်ပေးဖို့ခြေလန်းတဲ့ club ကိုနှီးဆက်သွားပြီလို့တော့ပြောရမှာပါ Vi har råd på